မင်္ဂလာပါခင်ဗျာ AOR ကပက်စင်တင်ဆက်နေတဲ့ Editor စကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့မြမနိုင်ငံရေးတမိုင်းထဲကပြည်သူချစ်တဲ့ခေါင်းဆောင်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ AOR မြန်မာပိုင်း Editor ကြော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ AOR ရဲ့ Editor ဂျုတ်ကိုအောင်စောဖြစ်ပါတယ်ကောင်းသောမင်္ဂလာပါမင်္ဂလာပါကြော် ီလဇွန်လ19ရက်နေ့ဟာနော်ဒီနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒွန်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ဖြစ်တယ်ဗောလေဟုတ်ကဲ့ဆိုတော့ဒီနှစ်မွေးနေ့ကတော့ထူးထူးခြားခြားလို့ပြောမှာဗောနော်ဒီသူဒီအာနာရှင်ရဲ့အချုပ်မနောင်နေရနေလွတ်မြောက်ဖို့နဲ့သူ့ရဲ့ကျမ်းမာရေးကောင်းမွန်ဖို့ဆိုပြီးတော့ဆူတောင်းကြတာတွေတော်တော်များများတွေ့ရတယ်။ဥပမာနိုင်ငံတကာတန်ယုံတွေကလည်းအတိမတ်ပြုထုတ်ပြန်ထားသလိုပြည်တွင်းပြည်ပ နိုင်ငံတကာမှာရောက်နေကြတဲ့မြန်မာတွေကလည်းဒီဟာတွေကိုဟိုစူတောင်းကြတာလှုပ်ရှားမှုတွေလုပ်ကြတာကိုကျွန်တော်တွေ့ရတယ်။ဘာကြောင့်ဒီနှစ်ကပိုပြီးတော့ထူးထူးခြားခြားပိုများလာတယ်လို့သုံးသပ်မိလဲ။ဟုတ်ကဲ့ကျွန်တော်တို့ခုမြင်တာကတော့နော်ရန်ကုန်မှာရှိတဲ့ US ကနေဒါနော် Sweden Switzerland Norway Finland UK EU စတဲ့စတဲ့အယုံနေနေပြီးတော့ဒေါ်စန်းစုကြည်ရဲ့မွေးနေ့ကိုဝင်ပြီးတော့သူတို့ ် celebrate လုပ်တယ်သူလွတ်ဖို့တောင်းဆိုတယ်နိုင်ငံရေးအကျဉ်းသားတွေအားလုံးသူနဲ့သူလွတ်ဖို့တောင်းဆိုတယ်ပြီးတော့မြန်မာနိုင်ငံမှာသက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကနေပြီးတော့အပြန်လန်ထိတွေ့ဆက်ဆံပြီးတော့ပို့လဲပြောပြောဆိုသွားတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့အဲ့မှာအသုံးလုံးတစ်ခုကျွန်တော်ပတ်တွေ့တယ်ဘာလဲဆိုစစ်အာဏာရှင်အဖွဲ့အစည်းဆက်စပ်ကလုံးပေါ့စစ်အာဏာရှင်အဖွဲ့အစည်းဆိုတာအခုကျွန်တော်တို့ပြောနေတဲ့စစ်ကောင်စီကိုရည်ညွှန်းတာဖြစ်တယ် ဒါပေမဲ့အဖွဲစည်းဆိုတာဘာကိုပြလဲဆိုတော့သူ့အဖွဲစည်းတစ်ခုအနေနဲ့ပဲလက်ခံတယ်ဆိုတာပြောတာကျွန်တော်မြင်တာအဲ့ဒါကအစိုးရတစ်ခုမဟုတ်ဘူးဆိုတော့ပြောတယ်လို့ကျွန်တော်တော့အဲ့လိုပဲနားလဲပါတယ်နောက်တစ်ခုကတော့ကိုကျော်ခါပြောသလိုပဲဒီနှစ်80ပြည့်ဒေါ်အစန်းစစ်ကြီးရဲ့မွေးနေ့ဟာညော်မှန်းထားတယ်ပို့ပြီးတော့အောင်မြင်တယ်ပြည်ရင်းမှာရောပြည်ပမှာရောပြည်ရင်းမှာဆိုရင်တော့မိမိရဲ့စိတ်ဆန္ဒကိုပေါ်ပြခွင့်မရှိတဲ့သူတွေကနှီးမျိုးစုံနဲ့ ေါ်ပြကြတာကိုကျွန်တော်တို့တွေ့ရတယ်။ပြပမှာဆိုရင်တော့ဟလာအဖွဲ့အစည်းတွေဘယ်လိုပုံကိုအများစုကနေပြီးတော့ဒေါ်ဆန်းစုကြည်ဝင်းတွေကိုပါဝင်ကြတာကိုကျွန်တော်တို့ပါဝင်ဆင်နွှဲကြတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကတူကြတယ်ကျွန်တော်ပြောချင်ပါတယ်။ဇွန်လ19ရက်နေ့ဒေါ်ဆန်းစုကြည်ဝင်းတွေနဲ့ပတ်သက်ပြီးတော့ခုနကကျွန်တော်ပြောလို့တန်ယုံတွေကထုတ်ပြန်သွားကြတာတွေ့ရပါမယ်။ကျွန်တော်ရဲ့အင်းနီနာချင်းနိုင်ငံကြီးတွေဖြစ်တဲ့ဟလာတရုတ်နဲ့ဒီအိန္ဒိယကတော့ဘာမှထုတ်ပြန်တာ တွေ့ရဘူးပေါ့ကျွန်တော်တို့သွားရှာကြည့်တယ်ထုတ်ပြန်မလားဆိုကြည့်တယ်ဒါပေမဲ့ဘာမှတော့ထုတ်ပြန်တာမတွေ့ရဘူးပေါ့နော်စိတ်ဝင်စားစရာကောင်းပါတယ်ရုရှားကတော့ပို့ပြီးတော့ဝေးတာပေါ့လေလုံးဝမတွေ့ရဘူးနော်ဆိုတော့ဒီနှစ်ကခုနလိုဒီ Guinness စံချိန်ဝင်လောက်တဲ့အထီးကိုဖြစ်နေတာဆိုတော့လေဘာကြောင့်ဒီနှစ်ကပိုများတာလဲဆိုတော့အဲ့မေကွန်ဖြစ်မယ်ဆိုရင်တော့2021မှာအာနာသိမ့်တယ်ဒေါ်စန်းစီပျောက်သွားတယ်လူလူလူမြင်ကွင်းကနေလူလူမြင်ကွင်းကနေပျောက်သွားတယ် ဲ့တော့အဲ့နောက်ပိုင်းမှာဖြစ်ခဲ့တဲ့98 99အဲ့ဒါမွေးနေ့တွေမှာတလောက်လူတို့ကပါဝင်မှုမရှိတော့လဲပဲအနည်း80ပြည့်တဲ့နေ့မှာအထုတလက်ပါဝင်ကြတော့ကျွန်တော်တွေ့ရတယ်။နောက်ပြီးတော့ဒွန်ဆန်းစုကြည်ကဒီနေ့ဒီချိန်မှာဘယ်နေရာမှာထိန်းသိမ်းထားရဲဆိုတာမသိရတော့လဲပဲအားလုံးကခံမှန်းနေတာတော့ဟာလားနေပြည်တော်ထဲမှာရှိတဲ့စစ်တပ်ကအချင်းစကန်တစ်ခုမှာသူနေနေရတယ်ဆိုတော့ကျွန်တော်နားလည်ထားတယ် ကျွန်တော်တို့စဉ်းစားတာဒီချိန်မှာ तू ဘယ်စာအုပ်ဒီချိန်မှာ तू ဘယ်စာအုပ်တွေဖတ်နေတယ်လဲဘာတွေကိုစဉ်းစားနေတယ်လဲဘာတွေကိုတွေးနေတယ်လဲဟလာ तू တို့မြောက်ဖို့ तू ဘာတွေစဉ်းစားနေတယ်လဲဆိုတာတော့ကျွန်တော်ကတော့အဲ့ဒါကိုစိတ်ဝင်စားတယ်ဒါပေမဲ့လူသူကလည်းပြည်ရင်းမှာပြည်ရင်းပြည်ရင်းမှာပြပမှာရှိတဲ့အဲ့သူ့ကိုချစ်ခင်လေးစားမျက်နိုးတဲ့လူသူကလည်းဟလာ तू ရဲ့အသက်80ပြည့်သွားပြီဖြစ်တဲ့အဖေါ်တို့တယောက်ကလည်း ဟလာကျမ်းမာရေးအနေထားမကြာသေးခင်က earthquake ညင်လှုပ်တဲ့အချိန်မှာသူ့မှာထိခိုက်တန်းရမှုတွေရှိခဲ့တယ်ဆိုတဲ့ကိစ္စတွေလည်းသတင်းတွေလည်းထွက်လာတဲ့ဒါကိုလည်း confirmation အတိအကျမရတယ်အများကြီးရှိတယ်အဲ့ဒီသတင်းတွေစုံနေတဲ့အချိန်မှာတစ်ချိန်တည်းမှာပဲဆီယာနိုင်ရှင်ကိုစန့်ကျင်တော်လန်တဲ့အချိန်ဟိုကလည်းမသေးသွားတဲ့အချိန်ပေါ့နော်ဒါပေမဲ့လက်နက်ကန်တိုက်တဲ့အုပ်စုတွေရဲ့အချိန်တွေနည်းနည်းလေးကျနေတဲ့အချိန်လည်းဖြစ်တယ် ဒီချိန်မှာဒေါ်ဆန်းစုကြည်ကိုပြန်ပြီးတော့တောင်းတတဲ့အတန်တွေပိုထွက်လာသလားလို့တော့ကျွန်တော်ကစဉ်းစားမိတယ်။ဟုတ်ကဲ့ဒီဒေါ်ဆန်းစုကြည်နဲ့ဒီဒီဆီယာနာရှင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီဒီသူတို့ရဲ့ဒီဖြတ်တန်းမှုတမန်ရတော်တော်ကြီးကိုကွာခြားတာကိုတွေ့ရတယ်။ဥပမာဒေါ်ဆန်းစုကြည်ဆိုလို့ရှိရင်လေသူကဒီအများကျပြည်သူအကျိုးဥတီတဲ့ပုံကူဖြစ်တယ်ဒီစစ်အာဏာရှင်တွေဆိုလို့ရှိရင်တော့သူတို့ကအားလုံးတည်တဲ့အတိုင်းမှာကိုကျိုးကိုကြည့်တဲ့ပုံကူတွေဖြစ်တယ်ပေါ့လေနောက်တစ်ခုကကြတော့ လာဒီဒွန်ဆန်းစုကြည်ကပြည်သူလူထုပေါ်မှာဩဇာတက်ရောက်မှု ကြီးမားတဲ့ထူးခြားတဲ့ပုံကိုတရားဖြစ်တယ်။ဒီလူထုရဲ့ချစ်ခင်မှုကိုလည်းဒီအပြည့်အဝရရှိထားတဲ့ပုံကိုဖြစ်တယ်ပေါ့လေနော်။ဒါတွေကလည်းဒီစစ်အာဏာရှင်တွေနဲ့သူကြားထဲမှာအဓိကကြွားချမှုလို့ပြောလို့ရမယ်။ဒွန်ဆန်းစုကြည်ကအတိုင်းပြည်ပေါ်မှာစေနာရှိတယ်။ခုနကငိုးပငါးဖို့ဆိုတဲ့တပို့တဲပဲကြည့်တပို့တဲပဲကြည့်တဲ့စစ်ဘုံကျုပ်တွေကတော့ တိုင်းပြည်ပေါ်မှာစေနာမရှိဘူးလို့ကျွန်တော်တို့အဲ့လိုပဲမြင်နေပေါ့နော်အဲ့တော့1988ကိုပြန်ကြည့်မယ်ဆိုရင်ဒေါ်ဆန်းစုကြည်ရဲ့နိုင်ငံရေးရဟလာတဘာရရှင်းနေသူတွေဝန်ကြီးချုပ်ဟောင်ဦးနုလို့ဆိုအဲ့ဒီအဲ့ဒီအချိန်မှာမြန်မာဆိုရှယ်လစ်လမ်းစစ်ပါတီဥက္ကဋ္ဌဖြစ်တဲ့ဗိုလ်ချုပ်ကြီးနေဝင်းတို့လူမျိုးတွေဒါဗိုလ်ချုပ်ကြီးအောင်ဆန်းရဲ့ရဲဘော်သုံးချိတ်ဝင်နေဖြစ်တယ်သူတို့တွေကနိုင်ငံရေးဝါရရောအတွေ့အကြုံရောအရန်ရှင်းနေသူတွေဖြစ်တယ် ဲ့မဲ့အဲ့ဒီအချိန်မှာပဲ1988အရေးခင်ဖြစ်တဲ့အချိန်မှာဒေါ်ဆန်းစုကြည်သည်အားလုံးရဲ့လေးစားခံရတဲ့နိုင်ငံနိုင်ငံခေါင်းဆောင် တူအထူးဖြစ်နေကျွန်တော်ပေါ်ထွက်လာတာကိုကျွန်တော်တွေ့ရတယ်အဲ့အချိန်မှာသူကလန်ဒန်ပြန်လာပြီးတော့အာသူ့ရဲ့အမေသူ့ရဲ့မိခင်သူ့ရဲ့မိခင်ဒေါခင်ကြီးဟလာအာဘုကျော်အောင်ဆန်းရဲ့ဇနီးကိုပြုစုဖို့လာရင်းနဲ့ဒီ1988အရေးခင်မှာနိုင်ငံရေးတော့ပါသွားတယ်အဲ့နိုင်ငံရေးပါသွားတဲ့အချိန်မှာတစ်ချိန်တည်းမှာပဲ ူကအားလုံးလက်ခံတဲ့အဲ့ဒီမှာကျွန်တော်တို့ပေါ်လာတဲ့ဟလာဦးအောင်ကြီးဦးတင်ဦးရင်းနှောင်းကာကွယ်သူချုပ်ဟောင်းဟလာအဲ့ဒီနိုင်ငံရေးသမားတွေတက်ကိုသူကရှုပ်ရောက်သွားပြီးတော့ပြည်သူအများစုလေးစားတဲ့ကြီးညိုတဲ့မြောင်းလင်းချက်ကြီးတဲ့ခေါင်းဆောင်နေရာကိုချက်ချင်းရောက်သွားတာကျွန်တော်တွေ့ရတယ်။အဲသူရထူချချက်ပဲ။ဘောနော်။ဆိုတော့ဟိုမြန်မာစစ်တပ်ရဲ့လမ်းစစ်ပါတီရဲ့အလွန်ဦးနေဝင်ရဲ့အလွန်မှာ ကျေးဇူးကောင်းဆောင်မျှုံလင့်နေတဲ့အချိန်မှာအဲ့ဒီအချိန်ကျွန်တော်တို့ပြတ်တန်းခဲ့တဲ့ကာလတခုပေါ့နော်ဆိုအဲ့ဒီအချိန်မှာတော့အစမ်းသူကြီးပေါ်လာတယ်ဒါရုပ်ရှင်ရဲ့ script တခုလိုပဲဖြစ်လာတယ်တခုထူကြတာကတော့သူဟာသူ့ရဲ့နိုင်ငံရေးရသည်ရေရောမဟုတ်ဘဲနဲ့ဒီနေ့ဒီချိန်ထိသူ့ရဲ့ဩဇာသူ့ရဲ့အရှိန်ဟောသူ့ပေါ်မှာထားတဲ့ပြည်သူလူထုရဲ့ချစ်ခင်လေးစားမှုယုံကြည်ကိုးစားမှုတွေကခုချိန်ထိရှိနေသေးတယ်ဆိုတာတွေ့ရတာဖြစ်ပါတယ်အဲ့တော့ ဘုံကြောင့်အစံပြီးပြီဆိုရင်သူကဒုတိယမြောက်တိုင်းပြည်ကလေးစားရတဲ့ပြည်သူလူထုတိုင်းသားအရေအပါဝင်လေးစားရတဲ့နိုင်ငံကောင်းဆောင်သူလို့ပြောလို့ရပါတယ်။ဘာကြောင့်လို့ထင်လဲပေါ့။ဆိုတော့သူ့ရဲ့ principle သူ့ရဲ့မူသူ့ရဲ့ရက်တည်မှုဟာဒါအပြင်ဘုံကြောင့်အစံရဲ့တမိဖြစ်တာတစ်ပိုင်းလည်းပါတယ်။ဆုံးဖြတ်ချက်ရက်တည်ချက်ခိုင်မာတဲ့ခိုင်မာတဲ့ဟာလည်းပါတယ်ပေါ့နော်။ဆိုတော့ဟိုပြီးတော့ဒါအပြင်မီဒီယာတွေရဲ့ရေးသားမှုတွေအော်သူ့အပေါ်မှာဝိုင်းရံပေးတဲ့နိုင်ငံ တမဟောင်းကြီးတွေဝိုင်းရံမှုတွေပေါ့လားအဲ့ဒါတွေကအဲ့အချက်တွေအကုန်လုံးပါတာပေါ့နော်ဒါကြောင့်1990မှာဒေါ်ဆန်းစုကြည်ဟာ under house arrest ဖြစ်နေတော့လဲပဲအဲ့လား NLD ပါတီကတောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီ election ကလည်းတကယ်တကယ်တော့ free and fair ဖြစ်တဲ့ election တခုလို့ပြောလို့ရတယ်ဒါပေမဲ့အာဏာမလွှဲခဲ့ဘူးဟဲ့လားအဲ့တော့2008အခြေခံဥပဒေလို့ခေါ်တဲ့6တက်ရဲ့ခံကြုတ် ကရုတ်ချင်းကိုစပြီးကျွန်တော်စောက်တော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာဒေါ်ဇန်စီ1995အထိ Anna House နေခဲ့ရတယ်ဒါပေမဲ့97မှာ Nobel Peace Prize ရတယ်အဲ့ဒီ Nobel Peace Prize ရတဲ့အချိန်ဟာနိုင်ငံတကာရောအာဆီယံရောသူ့လိလူရှုလို့မရတော့တဲ့အခြေအနေကိုရောက်သွားတာတွေ့ရတယ်နိုင်ငံတကာလို့ပြောတဲ့ကောင်မှာနောက်နိုင်ငံအစိုးရတွေကနေသူ့စိတ်ဝင်စားလာတယ်သူ့ထောက်ခံလာတယ်အဲ့သူ့ရဲ့ movement မြန်မာပြည်ရဲ့သူနဲ့သူပါဝင်တဲ့သူ့ကူးသူ့ရဲ့ခေါင်းဆောင်မှုပါဝင်တဲ့ democracy movement ဆိုတော့စပြီးတော့အရန်စိတ်ဝင်စားလာတယ်ထောက်ခံမှုပြုလာတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့နိုင်ငံတကာရဲ့သူ့ပေါ်မှာလေးစားပြီးတော့ယုံကြည်ရတဲ့အချက်ထဲမှာလည်းသူ့ရဲ့အကြမ်းမဖက်ရေလမ်းစဉ်လည်းပါမယ်လို့ထင်ပါတယ် non violent ပေါ့နော်ဆိုတော့အဲ့ဒါလည်းထူးခြားမှုတစ်ခုပဲသူ့ရဲ့ရဲရင်မှုသူ့ရဲ့ပြတ်သားမှုဟလား သူတို့ပြူမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့ကိစ္စ1982ခု election campaign ကိစ္စတွေပေါ့နော်ဆိုရင်ဒါတွေကနိုင်ငံတကာမီဒီယာတွေရဲ့အာရုံစိုက်မှုလေတော်ဆန်းစစ်ကြီးကခံခဲ့ရတယ်လေးစားမှုလည်းခံခဲ့ရတယ်ဆိုတော့အဲ့မှာဒေါ်ဆန်းစုကြာ तू ကသူ့ရဲ့မိခင်တော့ခင်ဂျင်နဲ့သူအိန္ဒိယမှာနေခဲ့စဉ်ဘွာအဲ့တော့ ambassador ကိုတမတ်ကြီးဖြစ်နေနေခဲ့စဉ်ကာလတွေမှာ तू ကအဲ့ဒီမဟာဓမ္မဂန္ဒီရဲ့လမ်းစဉ်တွေကိုဟာ တွေ့တာတွေ့ထက်တိုင်းကိုမရှိဘဲနဲ့အကြမ်းမဖက်တဲ့နိုင်ငံရေးလမ်းစဉ်ပေါ့နော်အဲ့ဟာကိုလေသူကအကြီးကျယ်အဲ့ရဲ့ဩဇာကိုရခဲ့ဖို့ရတယ်လို့သုံးသပ်ကြတာရှိပါတယ်ဆိုတော့ဒနဲ့ကင်ထားတဲ့စေအုပ်စုကိုမြန်မာပြည်ပြောတာနော်ကိုဒါနဲ့သူက challenge လုပ်တယ်စိန်ခေါ်တယ်ပေါ့တကယ်သူရဲ့ဘာမှ challenge ပဲပါဟုတ်တယ်မလားသူကဘာမှ challenge တခုပဲပေါ့အဲ့လိုပြောလို့ရပါတယ်ဆိုတော့ဘာတွေဖြစ်ခဲ့တယ်လဲ တခြားနိုင်ငံတွေနဲ့တော့မတူဘူးကျွန်တော် depend တဲ့ကိစ္စမျိုးတွေတွေ့ရတယ်ဟလာပို့ပြီးတော့တက်ဖြတ်မှုတွေကျွန်တော်တို့တွေ့ခဲ့ရတယ်ပြီးတော့ထောင်ထဲမှာအချင်းချခံထားရတဲ့ဒေါ်စန်းစုကြည်ရဲ့ဒီကဝိုင်းရင်နိုင်ငံရေးသမားတွေညမနေဆက်ပြီးတော့အသက်ပြတ်ခံခဲ့ရတာကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါမဲ့ဒေါ်စန်းစုကြည်ဒီ non violent strategy ကိုသူအာဏာရခဲ့တဲ့အချိန်ထိဆွဲကင်သွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့ ဒါပေမဲ့ဒီနေ့ဒီချိန်နဲ့ဖြစ်နေတဲ့ landscape နဲ့ဆိုရင်တော့မတူဘူး။ဘာကြောင့်လဲဆိုဒီနေ့ဒီချိန်ဆိုရင်တော့ PDF တို့ EAO တို့ ERO ကနေလက်ကတော်လိုင်းရင်းဆိုတော့ဆင်နွှဲနေတဲ့ကာလတခုပေါ့။ဒါကတော့ဟိုလုံငယ်တဲ့၃နှစ်၄နှစ်ကိုပြန်ကြည့်မယ်ဆိုတော့ဒေါ်စန်းကြီးလွတ်ခဲ့ရင်အခုဖြစ်နေတဲ့အခြေအနေတွေကို तू ဘယ်လိုမြင်မလဲဘယ်လို comment လုပ်မလဲဘယ်လိုပြောမလဲဆိုတာတွေကိုလည်းကျွန်တော်တို့အရင်တော့ဆွေးနွေးထောက်ပြဝေဖန်ခဲ့တာတွေရှိခဲ့ပါတယ်။ ခုနကကွန်ဆော်ပြောခဲ့တယ်လို့ပဲပေါ့လေဒီသူကဒီမြန်မာနိုင်ငံကိုပြန်လာပြီးမြန်မာနိုင်ငံရဲ့လောကတဲ့ကိုရောက်လာခဲ့တဲ့ကာလမှာဟာဒီဒီစေအုပ်စုရဲ့အသက်အန္တရာယ်ချင်းချောင်းမှုတွေကိုဒီပဲလို့ဟာမျိုးတွေလည်းကြုံခဲ့တာတွေရှိတယ်။နောက်ပြီးတော့သူ့ကိုအကျဉ်းချခဲ့တဲ့နှစ်တည်းဆိုလို့ရှိရင်လည်းအများကြီးရှိခဲ့တယ်ပေါ့လေ။ဒါအပြင်သူအစိုးရတတန်းကာလမှာလည်းစိန်ခေါ်မှုတွေအမျိုးမျိုးကြုံခဲ့တာတွေကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။ဆိုတော့သူကတော့ကြမ်းကြမ်းခံပြီးတော့ ကြော်ဖြတ်နေတာမျိုးတွေ့ရတာပေါ့လေဒီနောက်ဆုံးမှာတော့ဒီ2021အာနာသိမ့်လိုက်တဲ့အချိန်ကျမှပဲသူဖန်းခံလာတာဒါလက်သူသူ့ရဲ့ယုံကြည်ချက်ကိုအแทးမှရှိနေတဲ့အချိန်ကြီးကင်ဆယ်ထားတယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်ဆိုတော့ဒီပေါ်မှာရောကိုအောင်ဇော့အနေနဲ့ဘယ်လိုမြင်လဲဆိုတော့ထူးခြားမှုတစ်ခုပေါ့နော်ကျွန်တော်တို့ဒီဒေါ်ဆန်းစုကြည်မဟုတ်ဘဲနဲ့ဒေါ်ဆန်းစုကြည်တယောက်တည်းမဟုတ်ဘဲနဲ့အရှိတော်အရှာနဲ့အရှာမှကြည့်မယ်ဆိုရင်ကျွန်တော်တို့ တွေ့ကြရတာရှိပါတယ်အဲဘန်နီဇက်ဘူတို့လို့မက်ဂါဝယ်ရီတို့ပြီးတော့ဖိလစ်ပိုင်ကကိုရဇန်ဂွီနိုတို့ဒီလိုရှန်ရှန်တောက်နိုင်ငံရေးသမားအမျိုးအမျိုးသမီးနိုင်ငံရေးသမားကြီးတွေပေါ်ခဲ့တယ်ဒါပေမဲ့ဒေါ်ဆန်းစုကြည်ကိုကြည့်မယ်ဆိုရင်တော့သူက under house arrest ကိုမှအနည်းဆုံးဆိုတော့15နှစ်နေခဲ့ရတယ်ဒီနေ့ဒီသူ့ရဲ့နိုင်ငံရေးတပ်တန်း38နှစ်38နှစ်ရှိသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်တယ်မလားတခြားခုနအရှင်းအောင်အရှာအရှာမှာပေါ်ခဲ့တဲ့ဒီတကယ့် ူ့လိုပဲအရန်ဩဇာကြီးတဲ့မြို့သမီးနိုင်ငံရေးသမားတွေနဲ့တန်းရှင်းမယ်လို့ဒေါက်တာဆန်းစီကသူတို့ထက်အများကြီးကိုအများကြီးကိုဩဇာတိကမှာကြီးချောင်းကျွန်တော်တွေ့ရတယ်เนาะဆိုတော့ခုနကကိုကျော်ခပြောခဲ့သလိုပဲဒီအစိုးရဖြစ်လာတဲ့အခါမှာနောက်ဆုံးအချိန်2015ရွေးကော်ပဲနိုင်ပြီးအစိုးရဖြစ်တဲ့အချိန်မှာဒေါက်တာဆန်းစုကြည်တို့အစိုးရ6လပဲခံခဲ့6လပဲခံမယ်ဆိုတော့အားလုံးကဟလာဟိုဘက်ကသူ့ရဲ့အတိုက်ခံတွေကအဲစစ်တပ်ကချက်ကန်ဖုံပြွေးရဲ့ ဟဲ့လားတွက်ခဲ့တာရှိတယ်ဒါပေမဲ့ဒေါ်ဆန်းစုကြည်တို့အစိုးရဟာ2020အထိ9နှစ်ခံခဲ့တဲ့အပြင်ကြက်ကြက်ကရင်ဆိုင်နိုင်ခဲ့တဲ့အပြင်2020ရွေးကောက်ပွဲမှာလည်းထပ်ပြီးတော့တောင်ပြိုကမ်းမြိုနိုင်သွားတာကိုကျွန်တော်တွေ့ရတယ်အဒီချက်ကတော့ဘိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့စစ်တပ်အတွက်လက်နက်ကင်စစ်တပ်အတွက်အကြီးအကျယ်ချင်းချောင်းမှုဖြစ်တယ်ဒါကြောင့်အာဏာသိမ်းခဲ့တယ်လို့အများစုကတော့တွက်ခဲ့ကြတာဖြစ်တယ်စစ်ကောင်စီပြောသလိုမျိုး အမဲလိန်တို့ဆိုတာထက်ဆိုင်ပေါ့နော်ဆိုတော့အဲ့ကျွန်တော်ပြန်ပြောကြမယ်ဆို NRA ဆိုတဲ့မှာဘာဖြစ်တယ်လဲဆိုရင်အချင်းချင်းပြောမယ်ဆိုရင်တော့စီးပွားရေးရအောင်ပညာရေးရအောင်အလူမှုရေးရအောင်အုပ်ချုပ်ရေးရအောင်ပြင်ပြောင်းလဲမှုတွေစပြီးကျွန်တော်လုပ်ရလုပ်တော့ပြင်ပြောင်းလဲမှုတွေစပြီးလုပ်တော့ကျွန်တော်တွေ့ရတယ်အောင်မြင်မှုရှိရတယ်လည်းတွေ့ရတယ်ဟဟလာဒါပေမဲ့တစ်ချိန်တည်းမှာပဲတော်စင်စစ်တီအစိုးရထဲမှာရှိတဲ့ဟလာ chief minister တွေ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေဝန်ကြီးတွေရဲ့ performance တွေအားနေတာလည်းကျွန်တော်တွေ့ရတယ်ဟုတ်လားအဲအဲ့ဒီပုံမှာတော့ဝယ်မှုတွေအများကြီးရှိတာကျွန်တော်တွေ့ရတယ်အတားအပြင်တော့စန်းစုကြည်ဝင်းကျင်မှာလည်းပါတီခေတ္တကလည်းတော့စန်းစုကြည် authoritarian ဆန်တယ်အနာရှင်ဆန်တယ်ဆိုတော့ဝယ်ဝယ်ဝင်ချက်တွေရှိခဲ့သလိုမျိုးအစိုးရတရဖြစ်တဲ့အခါမှာလည်းအတော်စန်းစုကြည်ဘေးနားမှာဝိုင်းရနေတဲ့သူတွေက yes man တွေ ူတို့မြောက်သူပြောသမျှကိုလက်ညှိုးထောင်ခေါင်းချင်းမဲ့သူတွေပဲဝိုင်းနေတယ်ဆိုတာမျိုးတွေဘုမန်ချက်တွေပြည်ရင်းမှာပြည်ပေါ်မှာရှိခဲ့တာကျွန်တော်တွေ့ရတယ်တစ်ချိန်တည်းမှာဘာလဲဆိုတော့တွေ့တယ်ဆိုတော့ဖြတ်မြင်းဆိုတဲ့ကိစ္စပေါ့ဖြတ်မြင်းနဲ့သူလဲဆိုကြတက်ခင်ဘုံမျိုးကြီးပါတီပြီးတော့စစ်ဘုတ်ချုပ်တွေအဟောင်းတွေရောအစ်စ်တွေရောလက်ရှိအာဏာရှိတဲ့သူတွေရောအဲမပြီးပြီးတော့စစ်တပ်ကမွေးထားတဲ့အမျိုးဘာသာသာသနာအုပ်စုတွေမဘာသာတွေမဘာသာတွေ တို့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်လဲဒွန်ဆန်းစုကြည်တို့ဟဲ့လားလွတ်တော်ထဲမှာဝင်ထိုင်တဲ့အချိန်ဆက်ပြီးတော့ရခိုင်ပြည်မှာကျွန်တော်တို့အုံကြွားမှုတွေအကြီးမငယ်မှုတွေကျွန်တော်တို့တွေ့ခဲ့ရတာဖြစ်ပါတယ်။၂008ခံကရုတ်ကြီးရှိတဲ့အချိန်ခံကရုတ်ကြီးရှိနေတဲ့အတိုင်းကိုအဲ့ဒါကိုဖျက်ပြီးတော့ဟဲ့လား State Councilor ယာရူးကိုဖန်တီးခဲ့တဲ့အချိန်မှာလဲဘသူကတာကောင်ဖြစ်ခဲ့တယ်လေကျွန်တော်မြင်ရပါတယ် ရှင်းနေဥပုံဤဖြစ်ခဲ့တာကျွန်တော်တွေ့ရတယ်အဲ့ဒါတွေပေါ့နော်ဒါတွေကဒါတွေကလူမျိုးရေးဘာသာရေးအထူးယုံသူစီယုံပြီးတော့ဒီလက်ရှိအဲ့တော့ energy အစိုးရကို undermine လုပ်ဖို့အခြေမကြောက်အောင်လုပ်ဖို့စ조사ခဲ့တာဘာလို့လဲဆိုရင်ပြည်စင်းစံကျွန်တော်တို့မြင်နေရတာဖြစ်ပါတယ်ဟုတ်တယ်မလားအဲ့ဒါမှအဓိကစစ်တယ်လေအဓိကပါတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့အဲ့တော့အဲ့တော့ပြင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာသွားတွေ့ရလဲဆိုတော့တိုင်းပြည်မှာ administration နှစ်ခုအုပ်ချုပ်တယ်လို့ကျွန်တော်တို့ရေးကြ ြောကြပြောပြကြတာတွေ့ရတယ်။ခုက energy အစိုးရဖြစ်ပြီးတော့နောက်တစ်ခုကတော့စစ်တပ်ဖြစ်တယ်ဆိုပြီးစဖြစ်ပါတယ်။တကယ်ကြုံခဲ့တဲ့စိန်ခေါ်မှုတွေထဲမှာလည်းဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ Ranger ကိစ္စကလည်းသူ့အတွက်တကယ်ကိုစိန်ခေါ်မှုဖြစ်ရတဲ့ကိစ္စတစ်ခုဖြစ်ခဲ့တာပေါ့။ဆိုတော့ဒီ Ranger ကိစ္စမှာဆိုရင်လည်းဒေါ်စန်းစုကြည်ဝေဖန်တာကတော့ဟလာဒီရခိုင်တိုင်းရင်းသားတွေရဲ့အဖန်နေ ကိုသူအသေးချာနားမထောင်ခဲ့ဘူးဆိုတဲ့ကိစ္စပေါ့ဒါဒီဘက်ကဝေဖန်တာဝေဖန်တဲ့အတန်လေးပေါ့နော်ဆိုတော့ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ကဒီ Coffee Annan Commission ဆိုတာကိုသူတေချာရအောင်သူထုတ်နိုင်ခဲ့တယ်လုပ်နိုင်ခဲ့တယ်နိုင်ငံတကာရဲ့ပူပေါင်းမှုရအောင်အဲ့ချိန်တုန်းကဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့တကယ်တကယ်ဒီရိုဟညာရေးခင်းဖြစ်တဲ့အချိန်မှာတော့ဒေါ်အောင်ဆန်းစုကြည်ကမြန်မာစစ်တပ်ဘက်က ဘူမိရက်တီပေးတယ်ဆိုတော့ဆွဆွချက်ဆွဆွချက်တွေရှိခဲ့တယ်ဟလာအခုချိန်ဒီလည်းရှိနေစေဖြစ်တယ်ဒါကြောင့်လည်းသူရရှိထားတဲ့စုစည်းအတော်များများကပြန်ပြီးရုပ်သိမ်းကြတယ်ကျွန်တော်တို့တွေ့ရတယ်အဲ့နောက်ပိုင်းမှာတော့သူ့ကိုအရင်ကထောက်ခံခဲ့တဲ့အနောက်နိုင်ငံအစိုးရတွေကခက်ဆင်းဆင်းမဲ့နေကြတာကိုကျွန်တော်ပြန်တွေ့ရတယ်အခုချိန်ဒီပေါ့နော်အခုကျွန်တော်တို့ဒီမွေးနေ့မှာတော့ဟလာအနောက်နိုင်ငံအုပ်စုအတော်များများထွက်ပြီးတော့ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဝင်ပြီးတော့အတိမတ်ပြူတာကိုကျွန်တော်တွေ့ရတယ် ဒါပေမဲ့အဲ့ဒီအချိန်မှာတော်တော်ဆန်းစုကြည်ကပြဘာဘာတော့တွေ့ရလဲသူ့ရဲ့ strategy ရဲ့သူ့ရဲ့နိုင်ငံခြားရေး policy ရဲ့တရုတ်ဘက်ကိုပို့ပြီးရိမ့်သွားတာမျိုးကျွန်တော်ပို့တွေ့ရတယ်ပေါ့တစ်ဖက်မှာလည်းဟလာစစ်တပ်နဲ့ယုံကြည်မှုတိဆောက်နေပြီးတော့တစ်ဖက်မှာကြတော့ဟလာတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဒီဆက်ဆံရေးမှာအားနည်းတယ်ဆိုတဲ့ဝေဖန်ချက်တွေလည်းပေါ်ထွက်လာခဲ့သေးတာပေါ့လေကျွန်တော်အဲ့ဒါလည်းမှန်တယ်အဲ့တော့23ရာစုပင်လုံဆိုတော့တော်ဆန်းစုကြည်ကပြောခဲ့တယ်လှုပ်ဆောင်ခဲ့တယ်ဒါပေမဲ့ တော်ဆန်းစုကြည်အနေနဲ့တိုင်းသားတွေဒီဘက်ကောင်မြင်တဲ့ကိစ္စတွေမြန်မာပြည်မှာရှေးကြက်ကြီးဖြစ်တဲ့ပြည်တွင်းစစ်ကိုမြင်တဲ့ကိစ္စတွေလက်နက်ကင်အဖွဲ့အစည်းတွေနဲ့ဆက်ဆံရေးတွေမှာသူ့အနေနဲ့မအောင်မြင်ဘူးမအောင်မြင်ခဲ့ဘူးဆိုတော့ဝေဖန်ချက်တွေကိုလည်းကျွန်တော်တို့တွေ့ခဲ့တာဖြစ်တယ်ကျွန်တော်တို့ publication ကိုတိုင်ရလဲဒါတွေနဲ့ပတ်သက်ပြီးဝေဝေမထောက်ပြခဲ့တာရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒါတွေသူ့ရဲ့ကောင်းဆောင်ဘိုင်းမှာတော့အားနေချက်တွေလို့ ခုချိန်ဒီပြောနေကြစေဖြစ်ပါတယ်သူကဒီစစ်တပ်နဲ့ချိန်ထဲမှာပဲစစ်တပ်ရဲ့ဖက်ဆက်ဆံရေးပဲခေါ်ခေါ်စစ်တပ်နဲ့ဆက်ဆံရေးသူတိုးတက်အောင်သူစ조사နေတဲ့အချိန်မှာပဲဒါလည်းမအောင်မြင်ခဲ့ဘူးချိန်ထဲမှာသူ့ကိုချိန်လုံးသူ့နောက်ကနေရက်တီပေးခဲ့တဲ့သူ့ကိုစောင့်ကြည့်နေခဲ့တဲ့သူ့ကိုထောက်ခံခဲ့တဲ့တိုင်းသားတွေနဲ့ဆက်ဆံရေးမှာလဲသူဟာမအောင်မြင်ခဲ့ဘူးလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ဆိုတော့ဘာပဲပြောပြောပေါ့နော်ဒီစစ်ကောင်စီစစ်တပ်ကတော့ဟလာဒီ နိုင်ငံကောင်းဆောင်နေဥမာနိုင်ငံတော်သမရတော်နိုင်ငံတော်ရဲ့တာဝန်ခံပုဂ္ဂိုလ်ပါဝင်တကယ်ကိုဒီ NLD အစိုးရလက်ထက်ကတကယ်နိုင်ငံကောင်းဆောင်တွေတော်တော်များများကိုနာဖန်စီအချုပ်တဲ့ထက်ပြီးတော့သူကိုယ်တိုင်ကိုကဒီစစ်ကောင်စီကသူတို့ဒီတရားဝင်မှုရရှိရေးအတွက်ကိုအာဒီရွေးကောက်ပွဲတွေလုပ်ဖို့သူအသေးအံကြိုးပမ်းနေတာဖြစ်တယ်မဖြစ်ဖြစ်အောင်လည်းလုပ်မယ်ဆိုတဲ့ဟာမျိုးတွေသူတို့ဖန်တီးနေတာကိုကျွန်တော်တွေ့ရပါတယ်။တစ်ချိန်တည်းမှာပဲလာဒီပြည်သူလူထုနဲ့နိုင်ငံတကာရဲ့စိုးရိမ်မှုတွေ ဒီမျောလင်းချက်တွေဟိုမေကွန်းထုတ်မှုတွေရှိလာတာတွန်ဆန်းစုကြည်ဘယ်လိုပုံစံနဲ့လွတ်လာနိုင်ခြေရှိတလဲပေါ့နော်လွတ်လာနိုင်မလားဆိုတော့ဟိုပြောဆိုတဲ့နေရာလည်းရှိတယ်ဆိုတော့ကြာကရောဘလောက်ထိဖြစ်နိုင်ခြေရှိတလဲပေါ့ဘယ်လိုသုံးသပ်မိလဲကွန်စောင်းနေနေဆိုတော့ဟိုဆိုတော့ကိုတော်ခမေးခဲ့တဲ့မေကွန်းအရင်ကောင်းပါတယ်ဒါပေမဲ့တွန်ဆန်းစုကြည်ဘယ်ချိန်မှလွတ်လာမလဲပေါ့နော်ဆိုတော့အခု election ကိုတွန်းလုံနေတဲ့အချိန်မှာ election မတိုင်ခင်မှာလွတ်မှာလား အလက်ရှိပြီးရင်လွတ်မှာလားပေါ့ဆိုရဲမိကုန်းတွေလည်းရှိကြတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါမဲ့ဒါတွေထက်ဆိုင်ကျွန်တော်ပြောချင်တာတော့နိုင်ငံရေးတက်တန်39နှစ်ပေါ့နော်အခုဒေါ်မဆန်းစုကြည်ရဲ့အသက်ကအသက်80ပြည့်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့ဒီချိန်ဒီပြည်သူလူထုရဲ့လေးစားကြည်ညိုထောက်ခံမှုတော့မေတ္တာကိုရခဲ့တဲ့သူဖြစ်တယ်ဒါတွေကအတုလုပ်လို့မရဘူး fake လုပ်လို့မရအောင်ဒါတွေကတကယ်အစ်စ်မှန်တရားတွေဖြစ်တယ်ပေါ့ဒါကတော့မြန်မာပြည်မှာအလွန်ရှားတယ်လို့ထင်ပါတယ်အဲဒေါ်ဆန်းစုကြည်ဖခင်ဖြစ်တဲ့ဘုကျော်အောင်ဆန်းပြီးပြီးခဲ့ပြီဆိုရင်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူအတိုင်းပြည်ပေါ်ကပြောခဲ့သလိုပဲစေနာကြည့်တယ်သူ့ရဲ့ principle ရှိတယ်သူကမူရှိတယ်ဒါကိုပြည်သူလူထုကလည်းသိပါတယ်မြန်မာပြည်သူလူထုကလည်းအဲ့ဒါနိုင်ငံရေးသမားပေါင်းနိုင်ငံရေးသမားတွေရောအာဏာရှင်တွေရောရှင်ကြီးဝန်လန်းဝင်ရှင်ကန်ဝန်လန်းဝင်ခဲ့တဲ့ပြည်သူတွေဖြစ်ပါတယ် တို့ကသိတယ်တို့ကအမှန်တရားကိုသိတယ်တို့ကအစ်စ်မှန်ကိုတို့သိပါတယ်ဒါကြောင့်လည်းဒေါ်အစန်းစုကြည်ကိုဒီနေ့အထိလဲနေလေအောင်မြင်းဆောင်မကြံထောက်ခံနေစေဖြစ်တယ်ချစ်ခင်နေစေဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုမြင်တယ်လေဒါပေမဲ့သူ့နိုင်ငံရဲ့ဘာတွေမျောလင့်ထားလဲဆိုတာမျိုးတော့ပြောရခက်ပါဘူးဒီနေ့ဒီချိန်မှာသူကအသက်80ဖြစ်သွားပြီကိုဖြစ်စေဖြစ်သွားပြီသူကသူသူပြန်လဲရှင်းတန်းသူပြန်ပြီးလွတ်ဖို့နဲ့ဟလာအဲသူ့မိသားစုနဲ့ပြန်တွေ့ဖို့ဟလာအဲ့ဒါမျိုးတွေပေါ့နော် သူလူသားတယောက်အနေနဲ့ပြန်ပြီးတော့လိုလက်လက်ပြန်နေတိုင်းဝင်ရည်အဲ့ဒါတွေကိုတော့မြန်မာပြည်သူပြည်သားတွေကလိုချင်နေတယ်လို့ကျွန်တော်တော့ထင်တယ်လေစစ်တပ်ကလည်း तू तू သူကသူလုံကြုံတဲ့အခြေအနေတစ်ခုရတဲ့အခြေအနေဒါမှမဟုတ် तू မသေးရသေးတဲ့အခြေအနေဆိုတော့လွတ်ရဲမယ်လို့တော့မထင်ဘူးလို့စစ်တပ်ကတော့တတိရှိလို့မဟုတ်ဘဲနဲ့သေဘောကြောင့်လို့အကြောက်တရားတွေများနေလို့တော်စန်းစစ်ယူထိကျုပ်ထားတာပဲလို့ကျွန်တော်တော့ထင်တယ် စစ်တပ်ဆိုတဲ့ခံမှာလဲခုနပြောခဲ့သလိုပဲလက်နက်ကန်အဖွဲ့အစည်းတစ်ခုပေါ့နော်ခုနပြောစစ်အာဏာရှင်အဖွဲ့အစည်းဆိုတဲ့တန်ယုံနေတုံးတဲ့အုံလုံးမျိုးလို့ပေါ့ဟုတ်တယ်မလားအဲ့လိုအဖွဲ့အစည်းအစ်စင်ပဲရှိပါတယ်အဲ့အဖွဲ့အစည်းတစ်ခုကနေပြီးတော့ဟဲ့လားထိမ့်သိမ်းထားတဲ့သဘောမျိုးလောက်ပဲကျွန်တော်ကတော့မြင်တယ်ဒါကြောင့်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒေါ်စန်းစီကိုတတိယရတာဒေါ်စန်းစီကိုတတိယကြတာတတိယကြသလားဆိုရင်အများကြီးတတိယကြတယ်ဟဲ့လားကိုဗစ်ကာလမှာဒေါ်စန်းစီရဲ့အဲ့ဒီအစိုးရကဘလို့ကင်တွယ်ခဲ့တယ်လဲ လူတို့ထောက်ခံမှုမရှိရင်ဒီလိုဟာမျိုးကကင်တွေရတာအရန်ခက်တယ်အဲ့လိုပဲကျွန်တော်တို့ပြီးခဲ့တဲ့အလားကျွန်တော်ပြီးခဲ့တဲ့ငလင်းကြီးမှာဆိုရင်လေတော်စန်းစုကြည်အစိုးရတရှိခဲ့ရင်ဘလိုကင်တွေမှာပဲဆိုပြီးတော့ပြောတဲ့သူတွေအရန်ကိုမာရောအစကားမှာတန်တန်တာကြတယ်လေးမှာတန်တာတန်တာကြတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ခုအသက်80ပြည့်တဲ့တော်စန်းစုကြည်မွေးနေ့မှာကျွန်တော်တို့မျှော်လင့်တာကတော့ဟလား ဒေါ်ဆန်းစုကြည်ပါပဲနိုင်ငံရေးအကျဉ်းသားတွေအားလုံးအမြန်ဆုံးပြန်လို့ရေးဆိုတော့ပဲကျွန်တော်တို့ကျွန်တော်တို့အားလုံးစတောင်းမယ်ဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်